ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က copula va အကြောင်းပြောပြမှာပါဘောနော် copula va ဆိုတာကတော့အလွယ်ပြောမှဆိုရင်တော့ linking va နော် link ဆိုတာချိတ်ဆက်ပေးတာပေါ့နော်အဲ့တော့အဲ့ဒီ va ကိုတုံပြီးတော့ subject နဲ့အနောက်မှာလိုက်လာတဲ့ complement ဒီအဖြစ်ပုံနဲ့ကိုကျွန်မတို့ချိတ်ပေးတာအဲ့ဒါကိုကျွန်မတို့ copula va လို့ခေါ်တယ်အဲ့တော့ copula va ကိုဒီအမျိုးအစားအဖြစ်ပေါ့နော်ဘယ်နှမျိုးခွဲထားလဲဘယ်လို va အုပ်စုတွေက copula va ထဲမှာပါလဲဆိုတာကိုကျွန်မတို့ဒီနေ့လေ့လာကြမှာပေါ့နော် အဲ့တော့ဒီ copula valve ကိုကျမတို့ဝက်ကြောင်မှာရေးတဲ့အခါမှာပေါ့နော်အဲ့တော့အဲ့ဒီ copula valve နဲ့သုံးပြီးတော့အနောက်မှာကျမတို့ edge တွေသို့မဟုတ်ဒီ noun ပေါ့နော် complement နေရာကိုကျမတို့ဖြည့်တယ် advance ဖြည့်လို့မရဘူး သူဒီကျွန်တော်တို့စာပြန့်နဲ့နော်နောက်မှလိုက်လာတဲ့အဖြစ်ပုတ်ဒီ complement နဲ့ကို link လုပ်ထားပေးတယ်လို့ပြောတယ်။သို့တော့အဲ့ဒီ var ကကျွန်တော်တို့သူဒီအခြေအနေရပ်ကိုဖော်ပြပေးတဲ့ var လိုမျိုးဒီ changing state ပေါ်တော့ပြောင်းလဲသွားတဲ့နေသားတွေကိုကျွန်တော်တို့ချိန်ဆက်ပေးတဲ့အခါမျိုးမှာသုံးတယ်။အဲ့အတွက်ကြောင့်ဒီ add var မလိုက်ဘဲနဲ့ adjective သို့မဟုတ် noun လိုက်တယ် ဲ့တော့သူဒီကျမတို့ကိုလှုပ်ဆောင်ပေးတဲ့ action ကို ပြခြင်းမဟုတ်ဘူးအခြေအနေဒီ condition နေထားပေါ့နော် the mode ဒီ identity သူကိုကျမတို့ခွဲခြားတဲ့နေရာမှာတုံးနေပေါ့နော်ဒီ subject ရဲ့ identity ကိုတော့လကောင်အဲ့ဒီ subject ရဲ့ condition state ပေါ့နော်အခြေအနေအနေထားတွေကိုဒီပြဖို့အတွက်တုံးတာအဲ့ဒီ subject ကဘာလုပ်တယ်ဆိုတဲ့ action ကိုပြဖို့အတွက်တုံးတာမျိုးမဟုတ်ဘူးအဲ့တော့အရေးကြီးတာကတော့ ကော်ပြူလာဘောက်ကိုသုံးမယ်ဆိုရင်အနောက်မှာကျွန်တော်တို့ edit တမဟုတ်နောင်းလိုက်မယ် add ပါလိုက်လို့မရဘူးเนาะဒါလေးမှတ်ထားပေးပါ ဒါတော့ common ဖြစ်တဲ့ပုံနော် copular verb အုပ်စုချမ်းမာတို့၃ခုလေ့လာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးဒီ main copular verb အဓိကနော် copular verb လို့ပြောလိုက်တာ ਨੇ အဓိကအချက်ကကျွန်တော်တို့ be verb အုပ်စုတွေနော်အဲ့တော့ be verb ဆိုတော့ verb to be ပေါ့နော်ဒီက verb to be ရတော့ present ရော past ရောအကုန်လုံးပါမှာဖြစ်တယ်မူရင်းဒီကျွန်တော်တို့ be verb ဖြစ်တယ်သူကနေပြီးတော့ present ဆိုရင်တော့ am is are past tense အနေနဲ့သုံးမှတ်ဆိုရင်တော့ was were ပေါ့နော်ဒီ B N တင်ကြတော့ကျမတို့ past participle လို့ခေါ်မယ် B N ကြတော့ gerund ပေါ့နော်ဒါမျိုး꿰သွားတယ်အဲ့တော့ B ကအုပ်စုပါမယ်ပြီးတော့ sense ဒီအာယုံ ခံစားမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်မြင်တာကြားတာနားတာအဲ့အထီးတွေ့ဒါဒါတွေအကုန်လုံးဒီလည်းပဲ computer ကအုပ်စုထဲမှာရှိတယ်နောက်ဆုံးတစ်ချက်ကကျမတို့ chain of state နော်အဲ့တော့ chain ပြောင်းလဲခြင်းပေါ့နော်အဲ့တော့ပြောင်းလဲခြင်းသို့မဟုတ် state အခြေအနေတရက်ကိုဖော်ပြမယ်ဆိုရင်လည်းပဲအဲ့ဒီဘာကို computer လို့ခေါ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ ဒီ viral ရဲ့နောက်မှာပဲဖြစ်ဖြစ်ဒီ sense ပေါ့နော်ဒီဒီအာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်အခြေအနေတရပြောင်းလဲသွားတာအခြေအနေတရကိုကျွန်တော်တို့ပေါ်ပြတဲ့နေရာမှာသုံးတဲ့ viral ရဲ့အနောက်မှာ edit လိုက်မယ်သို့မဟုတ်ကျွန်တော်တို့ noun လိုက်မယ်ဒါလေးမှတ်ထားပြီးနော် advert လိုက်လို့မရဘူးအဲ့တော့တခုချင်းစီကိုကျွန်တော်တို့ exam မှာဝကြလေးတွေနဲ့တွားရအောင် တော့အရင်ဦးဆုံးပေါ့နော်ကျမတို့ beaver နဲ့စလိုက်မယ်အဲ့တော့ခုနကပြောသွားတယ် but to be အုပ်စုပေါ့နော် msr wash wa bin bin အဲ့ဒါတွေအကုန်လုံးဒီ computer va computer va ဖြစ်တယ်ဒါပေမဲ့ computer va တိုင်းကတော့ beaver မဟုတ်ဘူးဒါလေးတစ်ချက်မှတ်ထားပြီးနော်အဲ့တော့သူ့ example လေးနဲ့စလိုက်မယ်အဲ့တော့ he is a teacher အဲ့တော့ subject ဒီ he အဲ့ဒီ subject နဲ့အနောက်မှာလိုက်လာတဲ့ a teacher ဆိုတဲ့ complement နဲ့ကို link လုပ်ပေးတဲ့ဘာက is အဲ့တော့ viva ဒီဂျီနီယာမှာ link လုပ်ပေးတဲ့အတွက်ကြောင့်သူကို linkin va သို့မဟုတ် computer va လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင် complement နေရာကိုကျွန်တော်တို့ add teacher လို့ပြောရတဲ့ကြောင့် noun phrase ဝင်တာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ noun နဲ့ like လို့ရတယ် add တဲ့လည်း like လို့ရတယ်လို့ပြောရတဲ့ကြောင့်နောက်ဝကြတဲ့ကြောင့်မှာ they are happy they သူတို့က are ဖြစ်တယ် အာဒီကျမတို့ Viva အုပ်စုဖြစ်တဲ့တနည်းအားဖြင့် Computer သမို့ LinkedIn ပါအဲ့ဒီအတွက်ကြောင့်ကျမတို့အနောက်မှာ AG တဲ့ Happy ဆိုတဲ့အရာကိုလိုက်မယ် Happy လေးဆိုတဲ့ Advanced အမှုအရာပြတဲ့ Advanced လာထဲလို့မရဘူး Computer Computer ပါဖြစ်တဲ့အတွက်ကြောင့် Sergeant နဲ့ဒီအဖြစ်ပုံပေါ်နော် Compliment နဲ့ကိုချိတ်ဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ Noun သမို့ AG တဲ့ပဲရေးလို့ရတယ် ။နောက်ဝေကြတဲ့ကြောင်းမှာ it was cool yesterday အဲ့တော့မနေ့ကအေးတယ်ပေါ့နော်မနေ့ကလို့ပြောတဲ့တကြောင်းဒီမှာ past tense was ကိုသုံးထားတယ်။အဲ့တော့ဒီ was ဆိုတဲ့ဒီ be be va ဒီနေ့အပြည့် computer linking via နောက်မှာ cool ဆိုတဲ့ adjective ကိုထည့်ပြီးတော့သုံးတယ်ပေါ့နော်။အဲ့တော့ be va တိုင်းက computer va ဖြစ်တယ်။ဒါပေမဲ့ computer va တိုင်းကတော့ be ပဲမဟုတ်ဘူး။အရှိကဖော်ပြထားတဲ့အာယုံခံစားမှုနဲ့ပတ်သက်တဲ့ va တွေပါမယ်။ state ပေါ့နော်အခြေအနေတွေဒီဟိုဟာ condition တွေ change တဲ့ နေရာမှာတုံးတဲ့ body လည်းပါမယ်เนาะအဲ့ဒါလေးဆက်ပြီးတော့လေ့လာရအောင်ဒီနောက်တစ်ခုကကျွန်တော်တို့ sensation ပေါ့เนาะအာရုံခံစားမှုနဲ့ပတ်သက်ပြီးတော့ဒီမှာ var 6ခုရှိတယ်အဲ့တော့ဒါဒီဘက်ကျမ်းမှာကျတော့ဒီ velvet column မှာဒီ var တွေပေါ့เนาะအဲ့တော့ဒါကို example နဲ့ကျွန်တော်တို့ရေးကြည့်ကြည့်မယ်အဲ့တော့ you look tired เนาะမင်းကြီးကတော့ပင်ပန်းနေတဲ့ပုံပဲအဲ့တော့ look ထင်ရသည်ဖြစ်ပုံပေါ်သည်ဆိုတဲ့ body action မဟုတ်ဘူးကျွန်တော်တို့ state အခြေအနေတရက်ကိုဖော်ပြတာအခြေအနေတရက်ကိုဖော်ပြပေးတဲ့အတွက်ကြောင့် tire ဆိုတဲ့ AG date ကိုရေးခြင်းဖြစ်တယ်เนาะနောက်တစ်ခုကျွန်မတို့ that sound great เนาะဒါကအဲ့ဒီ sound ဆိုတဲ့အရာကကျွန်မတို့ဒီစကားလုံးကပေါ့เนาะ meaning ၃ခုရှိတယ်ဟိုဟာ noun အနေနဲ့သုံးမယ်ဆိုရင်တော့အတန်နော်အခုကြာတော့ကျမတို့ဒီ demonstrative pronoun ရဲ့အနောက်မှာလာပြီးရေးထားတဲ့အတွက်ကြောင့်ဒါက verb အဲ verb အနေနဲ့တောင်းမယ်ဆိုရင်တော့ထင်ရသည်ဖြစ်ပုံပေါ်သည် adjective အကြီးတအနေနဲ့လည်းတုံးလို့ရသေးတယ်အဲ့တော့ခိုင်ကန့်တော့เนาะကောင်းမွန်တော့အဲ့လိုမျိုးတိပဲရတယ် sound one เนาะကောင်းကောင်းလေးတစ်ခုပေါ့เนาะဒါမျိုးပြောတာအဲ့တော့အဲ့ဒါကတဲ့ that sound great အဲ့ကောင်းတဲ့အဲ့လိုကောင်းတဲ့လို့ထင်ရတယ်အဲ့တော့ sound ဆိုတဲ့အရာဒီကျွန်တော်တို့ action ဘာမဟုတ်ဘူးသူဒီအခြေအနေတရားကိုပဲဖော်ပြတဲ့အတွဲကြောင့်ဒီ state diva เนาะ state diva အုပ်စုထဲမှာရှိတယ်အဲ့ဒီအတွဲကြောင့်သူကနောက်မှာ great ဆိုတဲ့ part of speech adjective လိုက်ပေးခြင်းဖြစ်တယ်เนาะ နောက်အဲ့အဲ့ဒါမှတကူ the flower smell sweet နော်ပန်းလေးတွေကမှုေးပြန်နေပေါ့နော်မှုေးပြန်နေရနှန်းရှိတဲ့ပန်းလေးကအနံ့မှုေးတယ်တော့ဒီနေရာမှာဒီနန်းနန်းရှိုက်ဒီဆိုတဲ့ smell နဲ့ဘာနဲ့သုံးတာမဟုတ်ဘူးဒါဒီဒီသူ့ရဲ့ meaning က have a smell အနံ့ရှိတယ်အဲ့တော့ sweet ကချိုးမိန်တဲ့ပေါ့နော်ဒီမှုေးပြန်နေချိုးမိန်တဲ့ရနှန်းရှိတယ်လို့ပြောခြင်းဖြစ်တယ် နော်ကျမတို့ taste အရသာပေါ့နော်တဆူ taste salty အဲ့တော့စားငံလည်းအရသာရှိတယ်ပေါ့နော် have a taste သူ့မှာအရသာရှိတယ်ဘလို့အရသာမျိုးလဲ salty စားငံတော့အရသာရှိပြီ i feel cool ငါအေးရလို့ခံစားရတယ်နော်အဲ့တော့ကအခြေအနေတရနော် be in a condition အဲ့တော့အခြေအနေတရဘလို့မျိုးခြေအနေလဲအေးတဲ့အနေထားမှာနော်အဲ့ဒီအေးတဲ့လူငါကခံစားရတယ်အဲ့တော့ဒီအလယ်မှာစားကြရဲ့နောက်မှာလိုက်လာတဲ့ဘာတွေအကုန်လုံးဒီ sensation ပေါ့နော်အာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့ပြောတဲ့ဘာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်เนาะဒါကတော့ကိုထင်တာ ကိုအဲ့လိုမျိုးယူဆတာပေါ့နော်အဲ့တော့လူထင်ရသည် ဖြစ်ပုံပေါ်သည်เนาะဒါ sound ကြောင့်ကတော့ sim မြင်ရထင်ရတယ်ပေါ့နော်ဒါမျိုးပြောတယ်အဲ့တော့ဒီဘာတွေကိုတုံးထားပြီးဆိုရင်ကျွန်တော်တို့သတိထားမှာကအနောက်မှာ edge တဲ့ တို့ဒီမို့ကျမတို့ add ပါလိုက်ပြီးလေဆိုတော့ add ပါတော့ဖြစ်ကုန်ပြီ now လိုက်တယ်ဆိုတာလေးတတိထားပြီပေါ့နော် add ပါလိုက်လို့မရဘူးသူဒီအချိန်ဒီတရက်ကိုပဲပြတဲ့အတွက်ကြောင့် action မပါတဲ့အတွက်ကြောင့် vowel ကိုအထူးပြုမယ် add ပါလိုက်စရာမလိုဘူးเนาะဒါလေးမှတ်ထားပြီးပါနောက်တစ်ချက်တွေ့ရအောင် အဲ့တော့အခုကကျွန်မတို့ဒီပေါ့နော်ဒီ chain of state ပေါ့နော်အခြေအနေတမဟုတ်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ဒီပျော်တဲ့ဝကြတွေပေါ့နော်ဥပမာဆိုပါစို့ဒီရေကစုလာတယ်ဆိုရင် the water get boy အဲ့တော့ရေကစုလာတယ်လို့ပြောရမှာ GET get ရဲ့အနောက်မှာကျွန်မတို့ဘိုင်းဒီ ED ပေါင်းထားတယ် ။နော်ဘာကြောင့်လဲ LGD ဖြစ်ရမယ့်နေထားမှုတွေကျွန်တော်တို့ ED ပေါင်းပြီးရေးချင်းဖြစ်တယ်။အခုလည်းအဲ့ဒီတိုင်းပဲဒီပြောင်းလဲတဲ့အခြေအနေအဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ဒီ Bevet Chan မှာကျွန်တော်တို့ဗားတွေပေးထားတယ်။သူ့ကိုဝယ်ကြပြန်ပြီးတော့ရေးမယ်ပေါ့နော်။အဲ့တော့က She began a doctor နော်သူရှောင်းဝန်တူဖြစ်လာသည်အဲ့တော့ဖြစ်လာသည်ဆိုတဲ့ဗားဒီကျွန်တော်တို့ state ကိုပဲပြောတာအခြေအနေကိုပဲပြောတာအဲရှင်မဟုတ်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟွာပေါ့နော်ဟိုဘယ်လိုပြောမလဲ advance လိုက်စရာမလိုဘူးသူရဲ့နောက်မှာဒီမှာ com ဟောနော်ဒီ a a doctor လို့ပြောရအောင်စကလုံးကနှလုံးဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျွန်တော်တို့ non free လို့ပြောမယ်အဲ့တော့ complement နေရာကိုဝင်တဲ့ non free ဖြစ်တယ်နော် အဲ့ဒါ example တစ်ခုမှာ it getting dark ဖြည်းဖြည်းနဲ့မှောင်လာပြီလို့ပြောတယ်အဲ့ဒါ get it get เนาะ the get မှာတော့ meaning ခုနှစ်ခုရှိတယ်ဒီနေရာမှာ तू က begin ဖြစ်လာသည်ဆိုတဲ့သဘောနဲ့အတူတူပဲအဲ့ဒါ it's getting dark เนาะမှောင်လာပြီလို့ပြောတယ်အဲ့ဒါ day are dark ဒီကျွန်တော်တို့ part of speaker adjective เนาะအဲ့တော့ get ကိုသုံးထားတဲ့အတွက်ကြောင့်အနောက်မှာ adjective လိုက်ပေးခြင်းဖြစ်တယ်နောက် the mix tense အဲ့တော့က me or เนาะဒီ no no ကတော့ချင်သွားပြီပုံเนาะဒီကြာ ဟာကြလို့ဖြစ်မှာပေါ့အဲ့တော့ထန်ပြောင်းသွားပြီးပြောင်းလဲသွားတဲ့နော်ဒီချိန်သွားတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်အနောက်မှာဆောင်းဆိုတဲ့ဒီချင်သောဆိုတဲ့ power speed နော် agitate ကိုလိုက်ပေးခြင်းဖြစ်တဲ့ he went crazy ပေါ့နော်အတော့ crazy ပဲ crazy ဆိုတော့တခုခုကိုကျွန်တော်တို့ you dot ဆွဲလန်းတာမျိုး crazy လို့တုံးတာပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲ match ဆိုတာက you ထွားတာနော်အဲ့တော့မတူဘူးပေါ့နော်ဒိဗ်ဘက်ကအဲ့တော့ he went crazy နော် तू က crazy ဖြစ်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးသူ crazy ဖြစ်သွားတာအဲ့တော့ began crazy တခုခုမှာတအားကိုမှာ ဟိုဟာပေါ့နော် crazy ဖြစ်ပြီးတော့လေးလာတယ်လိုက်စားတယ်ဒါမျိုးပြောချင်းဖြစ်ပါတယ်အဲ့တော့ she grew and she grew angry သူမစိတ်ဆိုးလာတယ်နော်ပုံမှန်ကတော့အကောင်ကြီးအဲ့တော့ဖြည်းဖြည်းချင်းနဲ့သူကပြောရင်းဆိုရင်းနဲ့စိတ်တူလာတယ်ဒေါသထွက်လာတယ် she grew angry နော်အဲ့တော့ changing possession ဒီ changing state အနေအထားအခြေအနေကပြောင်းသွားပြီဆိုတာနဲ့ဒီဒီ body ကိုတုံးပြီဆိုရင်ကျမတို့အနောက်မှာ edge တွေတုံးမဟုတ်နောင်လိုက်ပေးရမယ် နောက်တစ်ခု he remain calm เนาะကျမတို့ဒီ ld sign နဲ့เนาะ m နဲ့ကတ်ထားတဲ့အတွက်ကြောင့်ဟိုဟာ c a m calm ဆိုတဲ့အတန်းထွက်ပြီးအဲ့တော့ he you remain ကံတော့တည်တည်ငြိမ်ငြိမ်ပဲဆက်ပြီးတော့ရှိနေတာသူရဲ့ state အခြေအနေเนาะသူများတွေရောရက်ခတ်နေတဲ့အချိန်မှာသူများတွေ panic ဖြစ်နေတဲ့အချိန်မှာသူကတော့ ACC ပဲ please stay quiet เนาะအဲ့တော့တိတ်တိတ်လေးနေပေးပါ stay quiet เนาะအဲ့ဒါဒီ state အခြေအနေကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ you seem tired မင်းကြီးကတော့ပင်ပန်းနေတဲ့ပုံပဲရှိနော်ထင်ရသည်ဖြစ်ပုံပေါ်သည်ပေါ့เนาะအဲ့တော့ hit appear glory အဲ့တော့သူကြည့်ရတာเนาะစိုးရိမ်နေတဲ့ပုံပဲเนาะအဖေစိုးရိမ်လာတဲ့ပုံစံဖြစ်နေတဲ့ဒါမျိုးပြောခြင်းဖြစ်တယ်ဒီ idea proof successful အဲ့ဒီကြံညာကဘောနော် proof တက်တည်ပြပေးတယ် successful เนาะအဲ့တော့က success မဟုတ်ဘူးเนาะတက်တည်ပြပေးတယ်ဘာကိုလဲဆိုပြီးတော့ကျွန်တော်မေးလို့ရပြီမယ်အနောက်မှာကျွန်တော်တို့ successful ဆိုတဲ့ part of speech adjective ကိုပဲလိုက်ပေးတယ် တော့ဒီမှာသုံးသွားတဲ့အရာတွေက exam မှာသူ့ကိုကျမတို့ meaning ဖွင့်မယ်ဆိုရင်တော့ဒီမှာပေါ့နော်ဒီ identity ပေါ့နော်ဒီ change သွားတဲ့ identity ငါကတော့ဒီဟို student နော်လေဟိုလေလာတင်ယူနေတဲ့သူပြီးတော့မှသူသူဒီ doctor တူဖြစ်သွားတယ်ဒါ identity ကို change သွားတဲ့ပုံစံဒါတော့ condition change သွားတဲ့ပုံစံပေါ့နော်စသဖြင့်ဒါ meaning တွေကိုကျမတို့ပြန်ပြီးတော့ရေးထုတ်ထားခြင်းဖြစ်တယ်အဓိကကတော့ဒီ change သွားတာအခြေအနေ ပြောင်းသွားတယ်ဆိုတဲ့နော်ဒီ verb တွေနဲ့ computer computer verb အုပ်စုထဲမှာထည့်ထားတယ် ပုံခုရှိတယ်ပေါ့နော်ဒီအခြေအနေပြောင်းတာပြီးတော့ခါမှာ sensation အာရုံခံစားမှုနဲ့ပတ်သက်ပြီးတော့နောက်အဓိက main ကတော့ viva viva တိုင်းက copular va ဖြစ်ပြီမဲ့ copular va တိုင်းကတော့ viva မဖြစ်ဘူးဘာကြောင့်လဲအခြေအနေပြောင်းတာတို့အာရုံခံစားမှုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ copular va အုပ်စုထဲမှာထည့်ထားတဲ့အတွဲကြောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်မခုနကပြောသွားတယ်ပေါ့နော် ကော်ပူလာဘာပေါ့နော်ဘီဘာတိုင်အောင်ကော်ပူလာဘာဖြစ်တယ်ဒါပေမဲ့ကော်ပူလာဘာတိုင်ကတော့ဘီဘာမဖြစ်ဘူးဆိုတာကိုကျွန်မဒီဒီဝကြလေးနဲ့ပေါ့နော်ပြောပြမှာဖြစ်တယ်အဲ့တော့ကဒီမှာ example အထဲမှာပေးထားတဲ့ဘာတွေပေါ့နော်ကော်ပူလာဘာအုပ်စုတွေပဲပြောထားတယ်တော်တော် sensation ကိုပေးထားတဲ့ sensation ကို ဟိုဟာတုံးတဲ့ var တွေပါမယ်ပြီးတဲ့အခါမှာ state เนาะဒီ change သွားတဲ့ position အနေထားတွေကိုပြောင်းတဲ့နေရာမှာတုံးတဲ့ var တွေရှိမယ်အဲ့တော့အဲ့ဒီ var တိုင်းကကျွန်တော်တို့ computer တော့မဟုတ်ဘူးเนาะဘာကြောင့်လဲဆိုတော့ကသူ့ကိုကျွန်တော်တို့ action အနေနဲ့လည်းတုံးလို့ရတဲ့အတွက်ကြောင့်ဖြစ်တယ် example လေးစကြည့်ရအောင်ရှင်းစင်ထရဲ့เนาะသူမကပင်ပန်းနေတဲ့ပုံပေါ်တဲ့နော်ဒါဒီကျွန်တော်တို့ sim ဖြစ်ပုံပေါ်ဒီဆိုတဲ့အရာနဲ့တုံးထားတယ်အဲ့ဒီအတွက်ကြောင့်သူဒီ computer နော် you look happy မင်းကြီးကတော့ပြောနေပုံပဲ you look happy i feel ကိုငါအေးတယ်နော်ငါအေးတယ်ဆိုတဲ့အခြေအနေပေါ့နော် condition အဲ့တော့ငါအေးနေတယ်အဲ့တော့ now ဝေချတဲ့ကြောင်းမှာပေါ့နော် the soup smell delicious အဲ့တော့ကဒီ soup ပြုတ်ကပေါ့နော်အနံ့အရသာအရန်ကောင်းနေတာပဲနော် smell delicious အမွှေးလိုက်တာအဲ့လိုမျိုးပြောတယ်အဲ့တော့ the tea tastes sweet နော်ဒီလက်ဖက်ရည်ကပေါ့နော်ချိုတဲ့အရသာရှိတယ် နောက် he began angry နော်သူကဒီ begin ဖြစ်လာတယ်ပေါ့နော်သူစိတ်ဆိုးလာတယ်ငါကတော့ပုံမှန်အကောင်းပဲပြောရင်းဆိုရင်းနဲ့စိတ်တူလာတယ်ဒေါသထွက်လာတယ် he began angry is getting dark နော်အဲ့ဒါကဖြည်းဖြည်းနဲ့မှောင်လာပြီ she remained calm သူတည်တည်ငြိမ်ငြိမ်ပဲဆက်ပြီးတော့ရှိနေတယ် he appeared nervous နော်သူကနော် nervous ဆိုတာကစိတ်ရှုပ်ထွေးတဲ့ပုံစံပေါ်နေတယ်ပေါ့နော် the leaf turned yellow အဲ့တော့ကဒီ အဲတည့်ရွက်တွေကပေါ့နော်ဒီအခုလိုမျိုး often ပေါ့နော်ဆောင်းလို့ရသည် form မှာဆိုလို့ရှိရင်ကျွန်တော် maple leaf တွေကရောင်ချိန်တယ်အဲ့တော့ term ရဲ့လို့အဝါရောင်ပြောင်းပြီးနော် yellow ရဲ့ power speaker နှစ်ခုရှိတယ်နော်အဝါရောင်ရှိတော့သူရင် power speaker adjective အဝါရောင်လို့ပြောမယ်ဆိုရင်တော့ now အဲ့တော့ကဓာတ်တွေကိုကျွန်တော်တို့က computer အနေနဲ့သုံးပြသွားခြင်းဖြစ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ now slide တစ်ခုထပ်ပြီးကြည့်ရအောင် ဲ့တော့ကျမတို့ဘောနော်ဒီ sensation နဲ့ပတ်သက်ပြီးတော့သုံးတဲ့ diva တွေကိုဒီ copular တစ်ဖြစ်သုံးမယ်ပြီးတော့ action bar အနေနဲ့သုံးကြည့်ကြည့်မယ်ဘောနော်လှက်လှက်သုံးကြည့်မယ်အဲ့တော့ action အနေနဲ့ဆိုရင် she smelled the flower အဲ့တော့ပန်းလေးကိုဒီမှာက smell ဆိုတာအနမ်းခံတယ်တနည်းအားဖြင့်နမ်းရှိုက်တယ်ဘောနော်ဒါကကျမတို့ action အနေနဲ့သုံးတာ အဲ့တော့ကိုမှကွန်ပျူလာပေါ့နော်ကွန်ပျူလာဆိုတာကတော့ဒီ linking အနေနဲ့ linking bar လို့ခေါ်တယ်နော်ကွန်ပျူလာလေးအဲ့တော့သူကချိတ်ဆက်ပြီးတော့သုံးမစင်း the the flower smell နိုင်တော့ပန်းလေးကအနံ့မွေးတယ်နော်သူနဲ့ဒီအယောင်နဲ့အစင်းနဲ့ light ဖတ်တဲ့အနံ့ရှိတယ်ပေါ့နော်အဲ့တော့ the flower smell nice နော်ဒါကောင်းမွန်တယ်ဒါကကျွန်မတို့ကွန်ပျူလာအနေနဲ့သုံးတာဒါကသူမကပန်းလေးကိုနန်းရှိုက်တယ်လို့ပြောတဲ့အတွက်ကြောင့်ဒါဒီ action ောက်တစ်ခု he to god fell the wall ဘနန်ရန်ကြီးကိုသူကဒီ fee fell fell ပေါ့နော်အဲ့တော့ကသူကနန်ရန်ကြီးကိုလက်နဲ့ဆန်းကြည့်တာပေါ့နော်ဒီမှာဆိုရင်တော့ဆန်းကြည့်တာ now ဒီ copula အနေနဲ့သုံးမယ်ဆိုရင်တော့ he felt cool he ပေါ့နော်သူကအေးတယ်လို့ခံစားခဲ့ရတယ်เนาะအဲ့တော့ကအရှင်းမာဒီကျွန်တော်တို့ action เนาะစမ်းသပ်ကြည့်တာလက်နဲ့ကင်ကင်ကြည့်တာပေါ့နော်ဒီမှာကြတော့သူကိုယ်တိုင်ရခံစားရတာအဲ့တော့ဒါဒီ subject နဲ့အနောက်မှာလိုက်လာတဲ့ ဘောနော် cool ဆိုတဲ့ဒီ complement နေရာဝင်တဲ့ adjective နဲ့က linking ဖြစ်တဲ့အတွက်ကြောင့်ဒီ word ကြောင့်ဆိုရင်တော့ကျွန်တော်တို့ computer လို့ခေါ်မယ်အရှိမှာကျွန်တော်တို့ action သူလှုပ်လိုက်တဲ့ action เนาะအဲ့အတွက်ကြောင့်ဒီမှာမာသူကစမ်းသပ်ကြည့်တယ် that the world ဆိုတာက nan yan ကိုเนาะဒါဒီ object နေရာဝင်တဲ့ noun phrase ဖြစ်သွားမယ်နောက်ဝင်ကြတဲ့ကြောင့် she သူမက the look at the sky အဲ့တော့ကောင်းကင်ကို သူမကကြည့်တယ် look at ATF ပါလာတဲ့အတကြောင်ဒါဒီကျမတို့ action ပါတယ် phrasal verb သူဘာကိုကြည့်လဲကောင်းကင်ကိုကြည့်တယ်အဲ့တော့ဒါဒီကျမတို့အတွက် action နေနဲ့သုံးပြီးတော့ she looks beautiful သူမကလှပါတယ်လို့ထင်ရသည်ဒါကအခြေအနေတရားကိုဖော်ပြပေးတယ် copula verb နော်ထင်ရသည်ဖြစ်ပုံပေါ်သည်ဒီ subject နဲ့ compliment နေရာဝင်တဲ့ beautiful ဆိုတဲ့ adjective နဲ့က link ဖြစ်နေတာကိုပြောခြင်းဖြစ်တယ်ဒါကတော့ the sky ဆိုတာကတော့သူမကြည့်တယ်ဘာကိုကြည့်လဲကောင်းကင်ကိုကြည့်တယ်ဆိုတဲ့ object ရဲ့နေရာ ောက်ကိုဝင်တဲ့ noun phrase ဖြစ်တယ်เนาะ he to got a ticks no tastes the soup no soup ကိုသူကမြေးလိုက်တယ်တဲ့နောက်ဝကြောက်မှာကြတော့ the soup tastes delicious အဲ့ဒီ soup ကအရသာရှိတယ်ဒါဒီသူရဲ့ action သူမြေးလိုက်တယ်ဘာမြေးလိုက်တာလဲ soup ကိုမြေးတာနော်အမြင်ခံရတဲ့နေရာမှာတွေ့ရတဲ့ the soup ဒီ object နေရာဝင်တဲ့ noun phrase ဒါဒီဒီ taste ကသူရဲ့ action သူရဲ့လှုပ်လှုပ်လိုက်တဲ့ action เนาะအဲ့တော့ဒီမှာကြတော့ဒီ was state ပေါ်တော့အခြေအနေကိုပဲကျွန်တော်တို့ဖော်ပြပေးတယ် the soup is delicious အဲ့ဒီစွန့်ပြုတ်ကအရသာရှိတယ်เนาะဒါအခြေအနေကိုပဲဖော်ပြပေးတယ် state တွေကတနည်းအားဖြင့် copula verb เนาะ copula verb ၃မျိုးเนาะဒါလေးမမေးလိုက်ပါနဲ့ ဲ့တော့ဒီနေ့ပြောပြသွားရဲပေါ့နော်ဒီ copular file ကိုကျွန်မပြန်ပြီးတော့ချုပ်မယ်ပေါ့နော် easy way to remember တော့မှတ်မိဖို့အတွက်လွယ်ကူတဲ့နည်းလမ်းလေးနဲ့သွားမယ်အဲ့တော့ computer copular file ဆိုတာကတော့ဒီ big family ဆိုတာကတော့သူ့မှာအုပ်စုတွေအကြီးကြီးပါတယ်ပေါ့နော်ခုနပြောတဲ့ b file အုပ်စုရှိတယ် sensation ကိုပြောတဲ့ဒီအာရုံခံစားမှုနဲ့ပတ်သက်ပြီးတော့၃နဲ့ဘာ၆တုံးပါမယ်ပြီးတော့ကျွန်မတို့ state သို့မဟုတ် chain နော် position နေထား chain သွားတဲ့နေရာမှာ၃နဲ့ get တို့ begin တို့နော်စသဖြင့်အဲ့တော့ turn တို့ဒီအဲ့ဒါတွေဒီလေးပဲပါတယ်အဲ့တော့ဒါက ိုကျွန်တော်တို့မှတ်ရလွယ်အောင်ပြောမယ်ဆိုရင် Viva ကတော့ Viva အတိုင်းဒီเนาะ Batu V အဲ့ဒီဘီဗတိုင်းကဒီကော်ပီလာဗာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျမတို့က eldest time ဒီမိသားစုမှာအကြီးဆုံးကလေးဆိုပြီးတော့ကျမတို့အလွန်မှတ်မိအောင်ပြောတာ။ Okay เนาะသူဒီ common လည်းဖြစ်တယ်ပြီးတော့လည်းဒီမိသားစုထဲမှာပဲဖြစ်ဖြစ်အကြီးဆုံးပို့ပြီးတော့ရေးပါတယ်မလား။အဲ့လိုအတိုင်းနဲ့ကျမတို့ဒီ important member of that family ဆိုတာကဒီကော်ပီလာဗာမှာဆိုရင်အရေးအကြီးဆုံးကတော့ဘီဗအုပ်စုဖြစ်တယ်။ဘီဗတိုင်းဒီကော်ပီလာဗာဖြစ်တယ်။ sensation to changing state position တွေကြတော့ကျမတို့ကော်ပီလာအနေနဲ့လည်းတုံးလို့ရလို့ action ဗာအနေနဲ့လည်းတုံး လို့ရတယ်ပေါ့နော်အဲ့တော့ဒီ exam လေးနဲ့ပြန်ပြီးတော့သွားမယ် she is beautiful ဒီ b one ကိုတုံးထားတဲ့ကြောင့်ဒီဝဲကြသည်ဒီမှာတို့ copular ဖြစ်တယ် copular ဒီ beb ကိုပြောတယ်ဒီ subject singular plural ပေါ်မှာမူတည်ပြီးတော့ is to was to are တို့ကတော့ကျွန်တော်တို့ချိန်သွားမှာပေါ့နော်နောက်ကျွန်တော်တို့ she look beautiful look ဆိုတဲ့အရာဒီလည်းပဲ copular ဖြစ်တယ်ဒီ state ပေါ်တော့အခြေအနေကိုဖော်ပြပေးတဲ့အတွက်ကြောင့် she began beautiful ငါကတော့ပုံမှန်လေးပဲပြင်းပြင်းနဲ့သူပျံတဲ့စင်တဲ့နေတဲ့ထိုင်တဲ့တော်လို့လှလာတယ်ဆိုတော့ she began the beautiful လာလာတယ်ဆိုရင်လည်းသူအခြေအနေကိုဖော်ပြပေးရတဲ့ကြောင့်ဒါဒီ copula ပါနောက်တစ်ခုကျွန်မတို့ she is man beautifully လာလာပါပါပြုံးတယ်เนาะအဲ့တော့ तू လုံလိုက်တဲ့ तू ဘယ်လိုပြုံးလဲအယုတ်ဆူဆူပြုံးလားလာလာပါပါပြုံးလားကျွန်မတို့လာလာပါပါပြုံးတယ်လို့ပြောလိုက်တယ်ဒါဒီ तू မရဲ့ action action ဖြစ်တဲ့အတွက်ကြောင့်နောက်မှာ beautiful တွေလိုက်ရမယ် as a ever ဒီကျွန်မတို့ဟိုဘောနော် ever manner ပေါ့နော် beautifully ဘယ်လိုပြောလဲလှပါဆိုတာပြောနေဆိုတဲ့ ever or manner နီး beautifully ဆိုတဲ့ ever ကိုလာထပ်ပေးခြင်းဖြစ်တဲ့အဲ့တော့ action နေနဲ့သုံးမယ်ဆိုရင်ဒီ copula verb တွေကိုကျမတို့ကအနောက်မှာ ever လိုက်ပြီးတော့ရေးမယ်အခြေအနေကိုဖော်ပြတာကျမတို့ရှိချောင်းဖြစ်ချောင်းပေါ့နော်အဲ့ဒါကိုပြောတယ်ဆိုရင်တော့ adjective သို့မဟုတ် noun လိုက်ပြီးတော့ရေးမှဖြစ်တယ်နော် အဲ့တော့ကျွန်မမှတ်ရလွယ်အောင်ပေါ့နော် table လေးနဲ့လုပ်လိုက်တယ်ဒါကတော့ဒီ family tree လို့မျိုးပေါ့နော် computer bar အုပ်စုဒီ beva ဒီ elder child အကြီးဆုံးကလေးအဲ့တော့သူဒီ beva တိုင်းက computer bar ဖြစ်တယ် beva အုပ်စုမှာ ms our ဆိုတာနော် bin တို့ bin တို့အကုန်ပါမယ်နော် gerund နေနဲ့တုံးနေ past participle နဲ့တုံးမယ်ဆိုရင်တော့ bin နောက်ကျမတို့ဒီ sensation နဲ့တုံးလဲဒီအာယုံခံစားမှုနဲ့ပတ်သက်တဲ့ဘာချုံ6လုံးရှိမယ်ပြီးတော့ဒီ state chain เนาะဒီ position chain ကနေထား chain နဲ့နေရာမှာတုံးတဲ့ begin to get to remain to grow to turn လို့ပေါ့နော်ဒါတွေဒီလဲ popular verb ထဲမှာပါမယ်သို့တော့ဒီ verb တွေဒီကျမတို့ဒီ action verb အနေနဲ့လဲတုံးလို့ရတယ် action verb အဖြစ်နဲ့တုံးမယ်ဆိုရင်တော့အနောက်မှာ adverb လိုက်ပေးမယ် ။နော်ကျွန်တော်တို့အခြေအနေကိုဖော်ပြပေးတဲ့ linking va တနည်းအားဖြင့် copula va အနေနဲ့သုံးမယ်ဆိုရင်တော့သူရဲ့နောက်မှာ add လိုက်မယ်ဒီ noun လိုက်မယ်ပေါ့နော်ဒီဖြစ်လာသည်လို့ပါလို့ဆိုရင်တော့ပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ်။အဲ့တော့ be va အတိုင်းက copula va ဖြစ်တယ်။သို့တော့ copula va အတိုင်းကတော့ be va မဖြစ်ဘူး။ဘာကြောင့်လဲ sensation တို့ဒီ change တို့ state တို့ပါတဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့တော့ copula va အနေနဲ့သုံးမယ်ဆိုရင်တော့နောက်မှာ adjective သုံးဖို့ noun နဲ့တွဲပြီးတော့ရေးပေးမယ်။ adverb မတွဲဘူး။ action verb နဲ့မှသာလျှင် adverb နဲ့တွဲမ ်နော် ever modify verb edited ever သုံးခုလုံးကိုထူပြတဲ့အတွက်ကြောင့် ever နဲ့ action verb နဲ့တွဲပြီးတော့ရေးပေးမယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ copula verb အကြောင်းပြောပြသွားခြင်းဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဆင်ပြေမလို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်